ဲ့လိုဖြစ်ကုန်တယ်တန်ဟာတော့ဘုရားသာသနာဗုဒ္ဓဘာသာကိုမှုရတာဒီဗုဒ္ဓဘာသာ မရှိတော့ဘူးဆိုတာနဲ့ဘုန်းကြီးတွေနေလို့မရတော့ဘူးဟုတ်တယ်နော်ဒီချက်လေးတွေလည်းသိကြအဲ့နဲ့ဆရာတော်ဒီဇလန်းကျိုးစလုံးကရောက်သွားပြီကဲမထူးပါဘူးနေမယ်ဆိုနေလိုက်တယ်နေပြီးတော့လေဆရာတော်စာရီရအောင်ကြိုးစားပြီးကြက်တယ်ကုသိုလ်တွေများများဖြစ်အောင်လုပ်တယ်အခုတော့ဆရာတော်6နှစ်9နှစ်အတွင်းမှာဆလုံးတွေကိုအဓိကလုပ်နေတာကတော့ဆံတွေစီတွေအင်ကြီးဝစ်စားတွေမားမားတွေဆက်ပြားတွေ တက်စားတွေစီးဝါးတွေအများကြီးဝေနိုင်တယ်ဆရာတော်ကတော့မားချိုင်အားကိုရတယ်မားချိုင်မှာတို့ဒီရတုရတာတွေအများကြီးပဲတရားနာကြတယ်ဆန်နေမမတွေစီအများကြီးလူကြတယ်အဲ့ဒါလေးတွေသဲပြီးဆရာတော်ကျွန်းမှာစလုံးတွေဝေပေးဆရာတော်ဒီနေ့မှာဆိုရင်လေစလုံးတွေကိုဆန်တဲ့အိမ်ကို၄အိတ်စီလောက်အခုလှူနိုင်တယ်စီရတော်လေအကြောင်းလာတိုင်းစီတပလင်းနှစ်ပလင်းကိုလက်ထဲထည့်ပေးနိုင်တယ်။ဒါဆရာတော်တရားဟောပြီးတော့ သူတို့ကိုသာသနာအရေးကလေးမှာထားပြီးဆရာတော်ကဟောကုသိုလ်ပြုတာပေါ့သူတို့မှာအဓိကလိုအပ်နေတယ်လေဒီအင်ကြီးဝတ်စားတွေဆရာတော်များများကိုလှူနိုင်တယ်အရင်တုန်းကဆလုံးဒီမှာအင်ကြီးဝတ်စားချုပ်တယ်လို့လေဆရာတော်တို့ဆလုံးရဆဆုံးကန်တော့ဆိုဆလုံးမတွေမှာလေကလေးတွဲပြီးတော့နော်သူတို့ကိုလှမ်းကြည့်ရတော့တော့ရှေ့မှာဘူဒီကျန်းသီးတွေတွဲဘလက်ဘလက်နဲ့ဝင်နေတယ်အင်ကြီးဝတ်စားမရှိဘူးအဲ့ဒါနဲ့လေဆရာတော်မှာ တရားဟောပြီးအဲ့ဒီဝိဇ္ဇာတွေအခုဆိုရင်လေလူတွေကလည်းတော်ကြပါတယ်လုံကြီးတွေဆိုအတ္တတိကြီးစကတ်တွေဆိုအတ္တတိသမိန်တွေလုံကြီးတွေပစိုးတွေအင်းကြီးတွေဆိုအတ္တတိကြီးပဲလှူတာအာကျွန်တော်ကလည်းတိတိချာချာကွာစလုံးမကြီးဆိုအနုံဘာလို့လဲဆရာတော်လုံကြီးဆရာတော်ဟွန်ဘာကြီးဘာကြီးဆိုတာစလုံးလို့အင်းကြီးဝိဇ္ဇာအင်းကြီးပဲဆရာတော်ဟွန်မညံ့စီပဲဟွန်ဖီလာဆံပဲစလုံးလို့လည်းဆရာတော်မှာပင်ထားရသေးတယ် အဲစာလည်းရေးရသေးတယ်စာလည်းကြည့်ရသေးတယ်စလုံးရွာနေမယ်လို့ဝီလီလီလို့မရဘူးအဲအဲ့ဒါသူတို့လူသားလာတော့ရင်ဆရာတော်တဝါတွင်းလုံးမုံတိုင်းကြားထဲမှာဒီလိုပေးနိုင်အောင်ကြိုးစားထားရအဲ့တော့ခုသူတို့မှလေးစံနေစီလေးအင်ဂျီဝစားလေးတော်ကြီးပြည့်စုံနေပြီအင်ဂျီဝစားဆိုအများကြီးကိုပြည့်စုံနေပြီအခုဆိုရင်လေဆရာတော်တရားပွဲကြွတော့မယ်ဆိုတာနဲ့သူတို့ကကျောင်းလှေစိတ်ကိုပြေးပြေးလာပြီးတော့လာမှာကြတယ်စလုံးကလေးမငယ်တွေကဘာမှလို့ဆိုဆရာတော်တဲ့ပြန်လာရင်တဲ့သမီးတို့အတွေ့တဲ့ မိကတ်တွေပေါင်တာတွေနှခမ်းကြီးတွေဝယ်ခဲ့မှဒါလည်းလိုတယ်သူတို့ကိုသင်္ကန်းလေးဝတ်ပြီးလို့ရအောင်ဆရာတော်မှာစီယုံထားတာလာသားတို့လာသမီးတို့ဆရာတော်ကလည်းမုန်ကဲဆရာတော်ကလည်းဆလုံးအတူတူပဲအဲဆလုံးကလေးတွေဆိုရင်လေရင်ခံနေကုထားမဲ့တဲ့ပလန်ကြီးနေတာပဲအဲ့ဒါဆရာတော်ဆရာတော်လာဆွဲလေကို့မှာတော့ရေမွေးတမျှပဲမွေးနေရတာပဲဒါမှကိုနဲ့ယင်းဒီမှာချစ်ခင်မှာ သူတို့လေးတွေကိုတစ်နှစ်နှစ်ကြိမ်လောက်လာဆိုခေါ်ပြီးကရုံးတုံးသင်္ကန်းဝတ်ပေးလို့ရတာအာဒီလိုလဲလောရတယ်ကြောင်းလာတိုင်းမှုန့်ပေးရတာတာတို့သမီးတို့ဘာလို့လဲဘာလို့လဲရော့အင်ကြီးရော့ဝစ်စားရော့သမီးငယ်ရော့စကန့်ရော့ဘောင်းမီရော့ကောင်တာရော့မိတ်ကန့်ရောစာဥစ္စာတန်းအကုန်လုံးတာဝန်ယူရအခုဆိုရင်လေဂျလန်ကျွန်းမှာစီယုံစီကန်းနေပြေဆုံးသွားပြီ စာကြီးတဲ့ဒီပြည်ဆောင်သွားပြီးစာတင်ကြောင်းတွေပြည်ဆောင်သွားပြီးလမ်းတွေပြည်ဆောင်သွားပြီးဒီနေ့ဆိုရင်ဆရာတော်လေးစလုံးတွေအတွက်နှက်ဆင်ငန်းတော်ငါးကန်းတွေလောက်ပြုတယ်ယူရီယာနီမြမာလိုတန့်ဆင်ငန်းမဟုတ်ဘူးစုပ်ပလို့မဟုတ်ဘူးစပယ်ရှယ်ကိုလောက်တာစလုံးမတွေကောင်းကောင်းသွားရအောင်လို့သူတို့မှလေဘလို့သွားနေရတော့ဆိုတော့ကြောက်တုံးဘေးကိုသွားနေရတယ်စလုံးအကျင့်ပေါ်သူတို့မှအိမ်သာဆိုတာမရှိဘူးတန့်ဆင်ငန်းဆိုတာမရှိဘူးဘာလို့တော့ဆိုတော့သူတို့ အဲ့လိုညစ်ကြေးဆုံညီမီဆိုတာနဲ့ဒီတုပ်ကလေးတစ်ချောင်းကောက်ဒီတဝပပီတုပ်ကလေးကောက်သားပြီဆိုရကောက်သားပြီကတ္တိတိပဲကြောက်ဆောင်များညာသွားပြီးတော့ဒီဟိုကြည့်ဒီကြည့်လူရှိရှိမရှိရှိကြောက်တုံးလေးကိုဖင်တိုးလိုက်ပြီးတော့တခါလဲပါချလိုက်တာပဲအော်သူတို့မှဒါဒုက္ခရောက်နေတာပဲငါလှူရင်ကုသိုလ်ရမှာပဲလှူမယ်ဆိုပြီးစာပေကြီးကြီးတို့ရွာသူရွာသားလားအကုန်လားဒီတိုင်းတူဒီတိုင်းကြောက်စီဆိုပြီးတော့အတ္တိလိုဆရာတော်လေးရိုရီယာနီးနေတယ် တည်တည်ချာချာကိုတန့်စင်ကနေရာစာလူနိုင်တယ်ဒီနေ့မှာဆိုသိင်းကြီးဆောင်းနိုင်တယ် CD ဒီတင်နိုင်တယ်ကျလန်းကျွန်းသာသနာ့တို့ဆရာတို့အများကြီးလှုပ်ပေးနိုင်တယ်အဲ့ခွေလေးစီမှာလည်းပါတယ်ကြည်ကြည်ဆလုံးရွာဟာအခုတော့ဘုရားသာသနာရောက်သွားပြီအဲ့လိုလေကလေးလေးမှာလိုက်ပြီဆိုတော့ဆရာတို့မိကတွေပေါင်းနိုင်ငန်းကြီးတွေဝယ်သွားပြန်ရောက်ရင်လေဝေပေးသိပ်ကြော်တာသူတို့မဲတာမဲတာပဲတာပဲတာလေသူတို့ရင်ထဲမှာလည်းလှချင်ပချင်တဲ့စိတ်တော့မရှိဘူးလား ရှိတာပေါ့အဲ့ဒါပေးလိုက်ပြီဆိုလို့ကတော့ဝေလိုက်လို့ကတော့ပျော်ပြီးတော့နှခန်းနေတပူအများသုံးခါလောက်ပဲဆိုးတယ်အကွင်းကြီးအကွင်းကြီးဆိုပြီးတော့လေဆရာတော်ကသမီးတို့လှလာအဲ့လာမေးသေးတာပေါင်တာတွေမှာအာကြောင်သူတော့ငါမကြောင်ထည့်ပြတာမိတ်ကတ်နေစုံဖွဲလို့သူတို့ကြည်ရတာလေဘာနဲ့တူဆိုတော့တယုံမပါနဲ့တူဒါကကလေးတွေကမာတာ ဇလုံမတွေကတော့အကြီးအလတ်အိမ်တော်ကြပြီးသားတွေကတော့ကလေးလေးတွေနောက်ကပိုးလာပြီးတော့ပြေးလာပြီးဆရာတော်တဲ့တရားပွဲရပြန်လာရင်တဲ့တို့ဘို့တဲ့ဘော်ဒီအိမ်ကြီးဝယ်ခဲ့ပါအဲ့ဒီအိမ်ကြီးရှားတယ်ဇလုံမတွေရဲ့အဓိကဆင်းရဲတာအဲ့အိမ်ကြီးမရှိလို့ပလက်ပလက်တွေဖြစ်နေတာအေးဟုတ်တာပဲဝယ်ခဲ့မယ်ဝယ်ခဲ့မယ်မပူနဲ့ဆရာတော်ဝယ်ခဲ့မယ်ဘော်ဒီအိမ်ကြီးအလှူခံဖို့ဆိုတာလဲအရှင်မပြေဘူး ဒါကြောင့်တရားဟောဆရာတော်ကြီးဆိုတာလေသူတည်သားနဲ့သူတည်ဟောကြရတာနေရတာမြို့မှကြီးနေရတာမဟုတ်ဘူးနေနေရာတိုင်းနေရာတိုင်းဝိပဿနာကြီးတို့လို့ရလားဒီဒါလေးတွေလည်းရှိတယ်ပြောပြတာပါနော်ဟောကျင်တာလည်းအများကြီးပါပဲအဲ့ဒါနဲ့လေဆရာတော်အခုလိုမျိုးမျိုးတွေရောက်ပြီဆိုတာနဲ့နေ့လေခင်ပိုင်းနေမှာဆိုရင်ဟိုဘန်ကောက်ထဲရောက်ရင်တစ်ရက်လောက်နားယူပြီးတာနဲ့ကပ္ပိယ၃ရက်လောက်ခေါ်သွား ခေါ်သွားပြီးဟေးကမ္ဘာရုပ်လားဈေးဝယ်သွားမယ်ဆိုပြီးတော့စူပါမားကတ်ကြီးဆန်ထရယ်ပလာဇာကြီးပစ္စည်းတွေလိုတက်တွေပေါ့လေရန်ကုန်မှာသီးသီးလေးနှစ်ခုသုံးခုပဲရှိပါတယ်တို့တို့နိုင်ငံကတို့နိုင်ငံမွဲမွဲတယ်ငတ်တယ်စားကြဖို့မရှိဘူးနော်အဲ့လိုဆန်ထရယ်ပလာဇာကြီးလည်းသိမ့်မရှိဘူးဟိုမှာတော့တော်တော်ပေါ်တယ်အဲ့ဒါလေးဆရာတော်ကတခါလဲခေါ်သွားပြီးတော့ဒီတွန်းလဲနှစီနဲ့ဟေးတွန်းလဲတွန်းငယ်ဆရာတော်ကိုယ်တိုင်ဈေးလိုက်ဝယ်ရတာပေါင်နာမုန်းတွေတွေ့လဲပြစ်ထည့်လိုက်မိတ်ကပ်ဘူးတွေပြစ်ထည့်လိုက်အာစကလေးတို့ဒါငါစလုံးမလေးအင်း ဒါကတော့ဘောင်းမီတွေငါစလုံးကလေးတွေရောအင်ကြီးလေးတွေအကုန်ဖက်နှက်လေးတွေကစားရလေးတွေအစားအကုန်လုံးဆရာတော်ဝယ်ရအဲ့ဒါလေးယူရီးယားမရီးယားလေးဒီဖုန်းကြီးဘာတွေဝယ်နေတယ်မသိဘူးလို့ပေါ့ပါတယ်မဲဝယ်တာကဆရာတော်ဝယ်တဲ့ပစ္စည်းတွေကကလေးကလေးအဝတ်တွေဆက်အမျိုးသမီးပစ္စည်းတွေကြီးဖြစ်နေတယ်အဲသူတို့ရှင်းပြရသေးတယ်လုံခေါကဟိုခွန်မော့ကန် မောကံသာဆလုံးလူမျိုးတွေနဲ့နေရတာတဲ့သူတို့လေးတွေဝေပေးတာဩစာတုစာတုစာတုအကြမသာရုထခေါ်နေအရင်တော့ဒီဘုန်းကြီးမရရှိတယ်မှန်ခိုင်းမှာဆိုလို့ရည်စရာနဲ့ပြောပေးတာအဲ့ဒါနဲ့လေဆလုံးမတွေမှာလိုက်တာနားရပြန်ကြားပြီးဈေးဝယ်ရင်းနဲ့ကြားပြီးဆိုရတယ်လေအမျိုးသမီးတွေဝတ်တဲ့အဲ့ဒီအင်ကြီးအတန်းရောက်လို့ရတော့ဇလန်းကျိုးဆရာတော်တော်နဲ့မသွားတော့ဘူး ဝိလေဝိလေလောက်နေပြီငါစလုံးမတွေမှားလိုက်တယ်ဆရာတော်ဝယ်ခဲ့လို့မှားလိုက်တယ်အဲ့ဒါကိုယ်တိုင်ကိုဖြုတ်ထရမှာလည်းချင်းနေရမကောင်းဘူးဆိုတော့ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲနှစ်ပတ်လောက်ပတ်ပြီးတော့အကြံရတယ်နောက်ကကပိယတကာကြီးကိုမျက်စံပြစ်ပြန်တကာကြီးတကာကြီးဘုရားတကာကြီးဘုရားလုံးမရင်းနဲ့အဲ့မှာငါးတွဲလောက်ပြစ်ထဲလိုက်စမ်းဘော်ဒီအိငါးတွဲလောက်ကြည့်ထဲလိုက်စမ်းဆိုတခါကြီးရတယ်ဘလောက်အရယ်မတယ်။ဘာပြောတယ်မလို့။ဆရာတော်တဲ့ဘာလို့မလို့လဲ။ မေးမနေနဲ့ပြစ်တာထဲလိုက်မေးမနေလဲဆိုတော့ဆက်မေးတယ်ဆရာတော်တဲ့ဘယ်ဆိုင်တည်ထဲရမလဲတော့တိုက်လာတာကြာကျုပ်ကလေးတို့သိမှလဲဗျာဆိုင်တည်ပါလေခင်ဗျမေးနေတာငယ်တာရောကြီးတာရောလက်တာရောအကုန်လာပြစ်ထဲလိုက်ရွာရောက်မှဝေလိုက်မှသတ်သူတန်ရတန်ရဝစ်ကြပါဗျာ ဇလန်းကျိုးဆရာတော်ကတရားလဲဟောရပါတယ်အဲ့ဒီလူလေးတွေလည်းပဲစီယုံကြီးတွေလည်းဆင်းရပါတယ်ဒုပိတ္တမြတ်ဒါကတော့ဘုရားသာသနာမှာတော့တရားကြီးဟောလို့မရတာတွေလည်းရှိတယ်ဒီလက်ကလည်းပါရတယ်မပါရဘူးလားမုံတိုင်ရင်မုံစီတိုင်ရင်စီဆန်တိုင်ရင်ဆန်အဲ့ဒီဝိစားတိုင်ရင်အဲ့ဒီဝိစားတရားတိုင်ရင်တရားနောက်တစ်ခုရှိသေးတယ်လောက်လေးလေးကွာတိုင်ရင် လောက်လေးခွေးတွေကျတော့တရားဟောလည်းမရဘူး သူကဥလာပဲဟောင်တာပဲအဲ့ကျတော့လာထားဆိုဆွဲပစ်လိုက်ရတယ်အဲ့ဒါမှပြေးတာအဲ့တော့မိစ္ဆာဒိဋ္ဌိတန်ရင်လည်းမိစ္ဆာဒိဋ္ဌိတရားရှင်းရလားဒီနေ့ဆရာတော်ဟောတဲ့ကောင်းစဉ်ကပါတယ်လေရတဲ့ဘဝလှပါစေတို့ကကောင်းစဉ်ပဲရှိသေးတာလှဖို့မလိုဘူးလားမြတ်ဖို့မလိုဘူးလားလွတ်မြောက်ဖို့မလိုဘူးလားလိုပါတယ်လှခြင်းဖြူစင်တဲ့တရားတွေခြင်းမြတ်ခြင်းရင် ါရမီ10ပါးမြတ်တရားတွေကျင့်ဒါဆိုရင်ကောင်းလဲကောင်းလှလဲလှမြတ်လဲမြတ်ပြီးတန်တရားကမလွတ်မြောက်နိုင်ဘူးလားအဲ့တော့အလုံးလုံးကြည်ပြီးလိုက်ဆိုလိုက်ပါလူဘဝဆိုတာကောင်းနေတာလှအောင်ကြိုးစားပါ လူဘဝဆိုတာကောင်းနေတာလှအောင်ပြင်ကြပါလူဘွားဆိုတာ ောင်းနေတာအမားကိုပြင်ကြပါလူ بوا ဆိုတာကောင်းနေတာမရှုံးအောင်ကြိုးစားပါပါရမီ7ပါးကျင့်သူများမြတ်ညာဤကံတာသူစရိုက်7ပါးကျင့်သူများလာညာဤကံတာ ထူးဆရာ၁၀ပါးကျင့်သူများရှုံးရဧကန်တာလူဘွားဆိုတာကကောင်းအစဉ်ပဲရှိသေးတယ်လှအောင်ကြိုးစားပါမြတ်အောင်ကြိုးစားပါလွတ်မြောက်အောင်ကြိုးစားပါဒီလောက်နဲ့ပဲတရားဒေသနာတော်ဤကုန်ဆုံးသတ်ကြပါစို့အားလုံးလက်အုပ်ချီဒီတိတံလောကနာဒီနာရတဲ့ဘဝနှပ်ပါစီဓမ္မဒီတနံ တကိသံယဝသုတဝနာသာရုသာရုဏိပါတရဟွန်တော်ဓမ္မကြည့်ခင်စေကောင်းဝိဝေတရားနာလာကြတယ်တရားနာပရိသတ်ပေါင်းဟူသူတော်ကောင်းတို့တုံမီဓမ္မလိုလာကြတယ်တင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်လောကနာထေနာလူသုံးပါးတို့ရဲ့အာဓာမီတွေကိုယ်ဝေယအစ်ဖြစ်တော်မူတဲ့မြတ်စွာဘုရားသည်ဒီတီတံကောင်းစွာမဲ့သွေဟောကြတော်မူပါပေသသောရှားတဲ့ဘဝလှပါစေဓမ္မဒေသနံတို့ရရှိထားတဲ့လူဘဝဆိုတာကောင်းယုံကလေးပဲရှိသေးတယ် နှာဖို့လူသေးတယ်သူစီရိုက်ကုသိုလ်တွေပြုကြပါမြတ်ဖို့လူသေးတယ်ပါရမီ၁၀ပါးဤဆွမ်းနိုင်ရမြကျင့်ကြပါ ကောင်းပြီးတော့နှာမကောင်းပြီးတော့နှာပြီးတော့မြတ်မှတန်တရားကလွတ်မြောက်မှဒါကြောင့်မလို့နှာအောင်ကြိုးစားပါမြတ်အောင်ကြိုးစားပါလွတ်မြောက်အောင်ကြိုးစားပါလို့တိုက်တွန်းထားတဲ့ဣတိယဒေသနာတော်မြတ်ကိုတကိစ္ဆံယေဝါကောင်းမှုရိုသေးစွာသာလင်သောတဝါနာကြာကြနာကြမှတ်သားကြပြီးပြီ ာဓုသာဓုတိမဘုနိဗ္ဗာန်ရပါလို့ဘဏာကုတောင်းစုစုကသာဓုသာဓုဟု၍ပါတရဓာသုံးခြင်းသုံးခါနှုတ်မြဲဟာ၍ဆိုလိုက်ကြကုန်ရာတည်း နသာပစ္စယောဟောတုရှင်ဘုရားတပည့်တော်များဤတရားနာရသောလူတန်းရသောသောက်တည်ရသောဝေယဝိသပြုရသောဓမ္မဒါနဓမ္မပူဇာဤကုသိုလ်သည်သစ္စာလေးတန် မညံဘုံညံဘောဓိညံဤထောက်ပံ့ကောင်းများချင်းရပါလိုဤရှင်ဘယရှင်ဘယတပည့်တော်များဤယနေ့ပြုရသောဒါနာကုသိုလ်သီလကုသိုလ်ภาวนาကုသိုလ်မိဘနှစ်ပါးအမြဘိဝေပါဤ ပူဆောင်တဲ့အိမ်ဆောင်တဲ့ဝိုင်းဆောင်တဲ့မြို့ဆောင်တဲ့စီရီဆောင်တဲ့ရုပ်ကစုံနဲ့များဘုံမစုံနဲ့များအာဃာတစုံနဲ့များလောကဆောင်နဲ့များအကြမင်းမြမမင်းယမမင်းလူအပေါင်းတပါယမအပေါင်းစိတ်ဓာအပေါင်း ရဝါပေါင်းတို့ဟာအမြပေးဝေပါ၏အမြရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ကာထုနုမောဒနာအာဆိုနိုင်ကြသည်ဖြေကြပါစေတော့ သမ ्या အမ ्या အမ ्या အမ ्या သာဓုသာဓုသာဓုအလုံးကြာကြာသမ ्या သာဓုသာ အလုံးမဲ့လောက်တွေကိုစီချီ၍ကုသိုလ်တွေနဲ့တရားတွေနဲ့နှုတ်ဆက်ကြမယ်။စဟောဘုရားဖြစ်တဲ့အတွက်ကြောင့်ဆရာတော်ဆလုံးအကြောင်းလေးတွေလည်းအများကြီးဟောစရာလေးတွေပြောပြစရာတေသန္တရဘုသူတာလေးတွေလည်းရှိဘဝအကြောင်းလေးတွေလောကအကြောင်းလေးတွေယုံနံအကြောင်းလေးတွေမျိုးပါဒသာသနာအကြောင်းလေးတွေစသည်အပြင်ပေါ်တရားတွေကမျိုးစုံရှိတော့ဆရာတော်မှလည်းအချိန်မလောက်လို့မျိုးချင်းစိတ်လေးလည်းပေါအောင်ဘဝအကြောင်းလေးလည်းပေါအောင် မိဘကျေးဇူးဆက်တဲ့သဘောလေးတွေမိဘတွေဘလို့နေထိုင်မှာသာသမီတွေမျောလင်းကျက်ဒါလေးတွေအားလုံးပြည့်စုံအောင်လို့ဆရာတော်ကဘက်ပေါင်းဆောင်ကနေပြည့်စုံစီရန်ရွယ်ပြီးဟောရတဲ့အတွက်ကြောင့်နှစ်နာရီလောက်ချိန်ကြာသွားတာတရားရှိတယ်လို့မှတ်မှတ်ကြပါနဲ့ပေါင်းဆိုတော့တညာတည်းမို့လို့နော်အဲနှစ်နာရီတော့ကြာသွားတယ်နောက်နာကအလင်းတင်တဲ့ခါဒီမှာလဲဆရာတော်တို့မြမပြည်တပြည်လုံးမှာပဲဆွမ်းနိုင်သမျှအများကြီးဟောပြုံးမှာပါပဲတရားခွေနေလဲနာကြနော် ျွန်တော်တို့ကတညတပုတ်တပုတ်တပုတ်စီစီလေးရင်းနဲ့ယုတ်တရားနန္တရားဝိပဿနာတရားတွေရောတုတ်တန်တွေရောမြို့ချစ်စိတ်တွေရောမိဘကျေးဇူးဆက်တွေရောအစုံပါပဲဟောထတာဒီလည်းရှိတယ်ဓမ္မစာပေတွေလည်းဖတ်ကြဆရာတော်တွေရေးတဲ့စာအုပ်တွေအများကြီးပဲရှိတယ်နော်ဒါပဲပြပြောတာကယူတတ်ရင်ကုသိုလ်တွေကြီးပါပဲကဲဒီနေ့အစအဆုံးညမှာတို့တရားနာပိဋကတ်ပေါင်းသူတော်ကောင်းများအားလုံးပဲတရားပွဲကြီးတွေပြုလုပ်ကျင့်ပပြီးတော့တရားတော်တွေနာကြတယ်ကြားကြတယ်ဆိုတာဖျားသာသနာရှင်မာတီအောင်လုပ်တာပါ ဟုတ်ရဲ့လားဘုရားဘာသာလို့ဘလောက်ပဲပြောပြောတရားမနိုင်ရင်ဖခင်အဆုံးမလေးဒီတည်းမရှိရင်သာသနာကွဲတာပဲအဲ့တရားပွဲကြီးဒီသာသနာတိအောင်ချိုးကျစုပြုတယ်ဒါကြောင့်မို့လို့တရားနာတာဖခင်သာသနာရင်မာတိအောင်လုပ်တာလို့မှတ်ပါပြီးတော့မိမိတို့စွမ်းနိုင်တဲ့မြတ်လူပြန်လိုက်တဲ့အလူငွေတွေရှိပါတယ်ဒီအလူငွေတွေနဲ့တရားဟောဆရာတော်ဒီဟာလီတိတိကူဆရာတော်ကြီးကစလို့ပေါ့တပြည်လုံးမှာ မိမိတို့သတင်းသုံးတဲ့ဒေတာလေးတွေကဆက်လို့ဆရာတို့ဆိုရင်စလုံးရွာလေးရာဆက်လို့ဗုဒ္ဓသာသနာရောက်အောင်ဆောင်ရွက်ရပါတယ်ဆောင်ရွက်တဲ့အခါမှာလည်းပဲဗုဒ္ဓသာသနာအခြေကောင်းတွေဖြစ်အောင်ကျောင်းတွေကံတွေဖရာတွေစီတီတွေတိတ်နေပို့လာတဲ့အခါမှာလမ်းတွေတရားတွေရေတွင်းရေကန်လေးစာကြည့်တိုက်တွေဆင်းုံဆေးကန်လေးတွေဟာဆရာတော်တို့လုပ်ရပါတယ်ဒီလိုလုပ်နိုင်တာကလည်းဒီလိုတရားဟောတဲ့အခါဒုပရိသတ်တွေကဓမ္မပူဇာအဖြစ်ဥရန်လိုက်တဲ့အလှူငွေတွေနဲ့လုပ်ရတာပါ ဒါကြောင့်မို့ဒုဗိဒ္ဒတ်တွေလူန်းလိုက်တဲ့အလူငွေတွေကတော့ဖျားသာသနာ အပြင်မှာတီအောင်လောက်တာနဲ့တူပါတယ်မတူဘူးလားအဲဘုန်းကြီးမှာတော့ပလီမဆောက်ပါဘူးဟုတ်တယ်နော်အဲရောဖျားသာသနာအပြင်မှာတီအောင်လောက်တာတဲ့ကြောင့်တရားပွဲကြီးလုပ်ပြီးတရားနာကြတယ်ဆိုတာအကျိုးကျေးဇူးနှမျိုးရှိပါတယ်ဖျားသာသနာရင်မှာတီအောင်လောက်လိုက်တာနဲ့အပြင်မှာတီအောင်လောက်လိုက်တာလို့ဝမ်းမြောက်ဝမ်းသာတွေဖြစ်ကြပါ့ ယခုလောတရားတွေလာကြကြားကြပြီးတို့ရင်ထဲကမကောင်းတဲ့အာကုသူတွေကိုနှုတ်ကြမယ်အာကုသူကိုနှုတ်ရမယ်လူ့ဘဝမသိသေးခင်မှာကုသူတွေကိုဆဲရမယ်ကုသူတွေအဆက်ပြတ်သွားရင်ကောင်းမှာမလားရမလို့အာကုသူကိုနှုတ်ရမယ်ကုသူကိုဆဲရမယ်နှုတ်မယ်ဆဲမယ်ဘာလို့ကြမယ် ကြကြလေးလိုက်ဆိုလိုက်ပါအကုသောကိုနှုတ်ရမည်ကုသောကိုဆက်ရမည်နှုတ်သည်ဆက်သည်နှုတ်ဆက်ပါသည်နှုတ်ဆက်တတ်မလားကြကြလေးဆိုလိုက်ပါအကုသောကိုနှုတ်ရမည်ကုသောကိုဆက်ရမည် ဆက်တီနှုတ်ဆက်ပါသည်နောက်တစ်ခါတော့လေအာဟုသောကောလန်းညိုဆရာတော်ကလည်းပဲဒုတိယနာပရိသတ်ပေါင်းသူတော်ကောင်းတို့အားကုသိုလ်တွေနဲ့တရားတွေနဲ့နှုတ်ဆက်ခဲ့ပါတယ်ဒုတိယနာပရိသတ်ပေါင်းသူတော်ကောင်းများအားလုံးသူဖြစ်အဒါနံပရိဟရန္တု စိတ်သွားတိုင်းကိုပါ၍လူရဆန္ဒတွေသလုံးလို့ရတယ်ပြည့်စုံနိုင်ကြပါစေအဝိရာဟွန်တို့တွင်မှနတံဘိယံနေရှင်ပြီကိုစိတ်ဆင်းရဲခြင်းတွေပြုဝေးကြပါစေဒုက္ခမုတ်ဆန်တို့ဒုက္ခမှန်သမျှတွေအများဆုံးလွတ်ကင်းလွတ်မြောက်ပြီးတော့ရတဲ့ဘဝနှံ့အောင်ရတဲ့ဘဝမြတ်အောင်ရတဲ့ဘဝတန်တရားတွေကလွတ်မြောက်နိုင်အောင်ကြိုးစားနိုင်ကြပါစေ